အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ Scary Talk မြန်မာကိုအမြဲတမ်းကြည့်ရှုနေတဲ့ကိုစိုးတို့ကြုံတွေ့ကြရတဲ့အဖြစ်အပျက်လေးကိုပြောပြချင်ပါတယ်ကျွန်တော်အသက်40ကျော်ပြီစီးပွားရေးပြည်လဲပေမဲ့အဆင်မပြေတဲ့အိမ်တော်ရေးအခြေအနေကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပါတစ်ဖက်မှာလင်းညလောက်ရံဖြစ်တာကျွန်တော်တို့လင်မယားရဲ့ထုံးစံပဲအဲ့ဒီညနေရလဲကျွန်တော်တို့ အထိပ္ပယ်သိမရှိတဲ့အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီးတော့စကားများကြတယ်။ထုံးစံအတိုင်းမပြီးနိုင်မစီးနိုင်ပြဿနာရှာနေတဲ့ကျွန်တော်မိမနဲ့အတူမရှိကျင်တော့တာနဲ့ကျွန်တော်အပြင်ကိုထွက်ခဲလိုက်တယ်။ပုံမှန်ကတော့ဒီလိုစကားများပြီးရင်ကျွန်တော်ကကျွန်တော်တငယ်ချင်းပိုင်တဲ့ဟိုတယ်မှာသွားအိပ်လေးရှိတယ်။အဲ့ဒီဟိုတယ်ကိုမိမလည်းသိတယ်။တခါတလေမှာသူပြဿနာရှာလို့မဝရင်ဟိုတယ်ထိလိုက်လာပြီးတော့ရန်ဆက်ဖြစ်တတ်တယ်။ ဒီညတော့သူအဲ့လိုလိုက်လာပြီးအာုံနောက်မှာလည်းကျွန်တော်မခံနိုင်ဘူးကျွန်တော်မှာအလုတ်ကိစ္စရနေအာုံနောက်ဆရာတွေလည်းအရင်များနေတဲ့အတွက်ကြောင့်ကျွန်တော်ခဏလောက်ကောင်းအေးလေးနေချင်တယ်ဒါကြောင့်ကျွန်တော်ပလဲမျိုးတစ်ပတ်မှရှိတဲ့လူမနေတဲ့ကျွန်တော်တို့အိမ်တစ်လုံးမှာသွားအိပ်ဖို့ဆုံးဖြတ်လိုက်တယ်အဲ့ဒီအိမ်ကပလဲမျိုးတစ်ပတ်ကဥယျာဉ်အိမ်ရာတစ်ခုထဲမှာတည်ရှိရာဥယျာဉ်အိမ်ရာသာပြောတာပါမျိုးပြည့်ကြီးတစ်ခုလို့ဖြစ်နေတာအိမ်ရာစတဲ့တော့အိမ်တွေဆောက်ထားပြီးတော့ လူတွေအသိမနေကြဘူးကျွန်တော်ဝင်လိုက်တဲ့အိမ်ကလည်းအိမ်ရှင်ကဇွဲဇွချသေးသွားလို့သူ့ဆွေမျိုးတွေကတာဝန်ယူပြီးတော့ပြန်ရောက်လာဦးဝယ်ပြီးမှကျွန်တော်ကသိရတယ်အိမ်ရှင်အဟောင်းတက်သေးတာကြားပြီးကလေးကမိမအဲ့အိမ်ဘက်ကိုခြေဦးကိုမလှည့်တာအိမ်ရဲ့တမိုင်းကြောင်ဟာအဆင်မပြေလာသလိုအိမ်ပုံစံကလည်းအနည်းငယ်ခြောက်ခြားစရာကောင်းတယ်အောက်ထပ်မှာကကိုရောင်လိုဟောအကျည်ကြီးနဲ့ရုံကန်သေးသေးလေးတစ်ခုရှိတယ် အပေါ်ထက်မှာကအိတ်ခန်းနှစ်ခန်းနဲ့ဧကန်းကျယ်ကြီးတစ်ခန်းရှိတယ်။အရင်တတော်လေးကြီးတော့ချောက်ကက်ကက်နေပေါ့ဗျာ။ထားပါတော့ကျွန်တော်ဒီညတော့အဲ့ဒီအိမ်မှာပဲသွားရဖို့ဆုံးဖြတ်လိုက်တယ်။ဘလူးပဲဖြစ်ဖြစ်မိမကျွန်တော်ကိုရှာမတွေ့လေကောင်းလေပဲဆိုပြီးတော့ကျွန်တော်အဲ့လိုစဉ်းစားလိုက်တယ်။ပလဲမျိုးတစ်ဖက်ကိုရောက်ဖို့နိုင်ဝက်လောက်ကမောင်းရတယ်။လမ်းတော်လောက်ရောက်တဲ့အချိန်မှာမိုးတွေကမှောင်လာတယ်။ပလဲမျိုးတစ်ကအိမ်ကိုရောက်တဲ့အချိန်မှာတော့လျှက်စီးရလက်ပြီးလေပြင်းနေတိုက်နေပြီ။ ဝါဆိုဝါကောင်ကြီးဆိုတော့ဒီညတော့မိုးအကြီးရွာတော့မယ်လို့ကျွန်တော်ထင်လိုက်တယ်။ထင်တဲ့အတိုင်းပဲကျွန်တော်ချမ်းဝင်းထဲမှာကားပါကင်စထိုးတဲ့အချိန်မှာမိုးဆက်တွေစကြလာတယ်။ကျွန်တော်အိမ်ထဲကိုအမြန်ပြေးဝင်ရတယ်။ဒီရက်အားနဲ့ချက်ကတော့ဂိုးလောင်ပုံစံစောက်ထားတော့သူကမျက်နှာချက်မပါဘူး။ဒီတော့မိုးဆက်ကြတဲ့နေရာခေါင်းမိုးပေါ်ကနေတယောက်ယောက်ကလာပြီးထုရိုက်နေတယ်လို့ဖြစ်နေတယ်။အပေါ်ကအခန်းတစ်ခန်းထဲမှာကျွန်တော်ကဂရင်တလုံးထည့်ထားတယ်။ ကျွန်တော်လည်းရောက်တာနဲ့အဲ့ဒီခန်းထဲဝင်ပြီးတော့ကတင်းမော်ပြစ်လဲချလိုက်တယ်။တော်တော်လေးကိုပင်မနာကြီးတက်တာသွားပြီးစိတ်အေးလက်အေးရှိလိုက်တာလို့ကျွန်တော်တွေးမိတယ်။အပြင်မှာမိုးတွေအရင်ရွာနေတာကလွဲရင်ပေါ့လေ။ဒါပေမဲ့စိတ်ချမ်းသာနေတော့ခေါင်းမိုးပေါ်ကျနေတဲ့မိုးဆက်တန်တွေကအတော်လေးညိညောင်းတယ်လို့ကျွန်တော်ခံစားနေရတယ်။ဒီချိန်လေးမှာမွန်းကျက်နေတဲ့ပြင်ပကဘာကြီးနဲ့ခဏအဆက်အသွယ်ပြတ်သွားတယ်လို့ကျွန်တော်ခံစားရတယ်။ဒါပေမဲ့တည့်ရတဲ့အချိန်ကောင်းမွန်တဲ့အချိန်တွေက ကြာရှည်မခံတတ်ဘူးဗျမိုးတန်လီနဲ့ကျွန်တော်နှစ်မျိုးနေတော့မှာပဲခွမ်းငနေမှန်ကွဲတဲ့အတန်ကြားလိုက်ရတယ်ကျွန်တော်ရင်ထိတ်သွားတယ်အဲ့ရတယ်မှာ စက္ကန့်30လောက်လှဲပြီးတော့မိုးတန်နေကြာနေဒီမှန်ကွဲတန်ကဘယ်ကလာတာလဲဆိုတော့ကျွန်တော်စဉ်းစားရတယ်ကျွန်တော်အခန်းထောက်မှာအသင်ရှိတဲ့ဒုတ်ကိုဆွဲပြီး အောက်ထပ်ကိုခြေသန်းလုံးလုံးနဲ့ဆင်းခဲ့တယ်လှေကားရဲမှာရက်ပြီးကျွန်တော်တအိမ်လုံးကိုလှည့်ပတ်ကြည့်တယ်ဘာမှရှိမနေဘူး အတန်တွေကိုနားဆင်ကြည့်တော့လေမိုးတန်လွယ်ပြီးအရာအလုံးအတိတ်ဆိတ်နေတယ်။ဘာဖြစ်ဖြစ်ကျွန်တော်တခန်းချင်းလိုက်စစ်ဖို့ဆုံးဖြတ်လိုက်တယ်။ဗီဒီယိုတွေပါမကြံကျွန်တော်ကြည့်တယ်။နောက်ဆုံးအခန်းထောက်မှာတော့ကျွန်တော်ရှာနေတာကိုတွေ့ပါပြီ။ကျမ်းမြေပေါ်မှာဖန်ခွဲစားတချို့ပြန်ကျဲနေပြီ။ပတင်းပေါက်မှန်တစ်ချက်ကွဲနေတယ်။ဒါမှမဟုတ်လူဝင်ထားတဲ့အနေထားတော့မဟုတ်ဘူး။ကွဲနေတဲ့ပတင်းပေါက်မှန်လေးကလူဝင်လို့ရလောက်တဲ့အနေထားမဟုတ်ဘူး။ ဒါပေမဲ့ကျွန်တော်စိတ်ထဲမှာမကျေနပ်ဘူးတခုခုကိုအာရုံရနေတယ်လို့ပဲဒါကြောင့်အိမ်ထဲမှာနေရအနှံ့ထပ်ပြီးလိုက်ရှာတာမိနစ်20လောက်ရှိတယ်ဘာမှမတွေ့ဘူးကြည့်ရတာကလေးတွေပဲထင်တယ်ပတင်းမှန်ကိုခဲနေပေါ့ကွဲသွားရင်ထွက်ပြေးကြကျွန်တော်ငငယ်တော့လည်းဒါမျိုးတွေလုပ်ခဲ့ဘူးလားဆိုတော့ကျွန်တော်လည်းအဲ့လိုတွေးလိုက်တယ်ကျွန်တော်လည်းကွဲသွားတဲ့ပတင်းပေါက်နေရာကိုဂတ်တူဆက်ကူတစ်ခုကိုတိတ်နဲ့ကပ်ပြီးတော့အပေါ်ဓာတ်ကိုပြန်တက်ခဲ့တယ်လက်ထဲကဒုတ်ကိုကရင်ပေးမှထားပြီး အိတ်လိုက်တယ်။မှန်ခွဲသွားတဲ့ကလေးတွေကတော့ထွက်သွားကြီး။ကျွန်တော်ကအိတ်မပြောတော့ဘူး။မျက်စိကြောင်နေတာတဏ္ဍာရီလောက်ကြာမယ်ထင်တယ်။ဒီခါကျွန်တော်လာတယ်ဟောက်ထက်ကခြေတန်းလိုလိုထပ်ပြီးကြားရပြန်ရော။ခင်ဗျားတို့ခံစားဘူးလားတော့မသိဘူး။အမောင်ထဲမှာတခုခုရွေရှားနေတာကိုခံစားသိနေတာမျိုးလေ။ကျွန်တော်အိတ်ရတဲ့ကထပြီးဟောက်ထက်ကိုဆင်းဖို့လုပ်တယ်။အတံမထွက်အောင်လှေကားကိုနင်းတယ်။ဒီခါတော့ကျွန်တော်အောက်ထိမဆင်းသွားဘူး။ လေကားတဲ့တနေရာမှာရပ်ပြီးအတန်ကိုနားဆွင့်နေတယ်။ခြေတံကပေါ်လာလိုက်ပျောက်သွားလိုက်ပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်နေတယ်။ကျွန်တော်အတန်ထွက်မှဆိုလို့အသက်တောင်ရဲရဲမရှိမိဘူး။စိုးရင်စိတ်နဲ့နောက်ဖူးမှလည်းချိုးရီပြန်ပြီးမျက်နှာပေါ်ကြာလာတယ်။ဘာလို့လဲဆိုတော့ခြေတံပျောက်သွားတယ်။ဒါပေမဲ့တခုခုရှိနေတာသိကြတယ်။ကျွန်တော်ခြေတံကိုကြားလို့သူရက်သွားတယ်လား။တအိလုံးတကားတွေပိတ်ထားတာလူဝင်တာတော့မဖြစ်နိုင်ဘူး။ ကျွန်တော်စိုးရင်စီများပြီးအတန်ဒီရှောက်ကြားနေတာလည်းဖြစ်နိုင်တယ်။ဘာပဲဖြစ်ဖြစ်ရင်ဆိုင်မှုစဉ်းစားပြီးလီကားတောင်းမိခလုတ်ကိုကျွန်တော်ဖွင့်ချလိုက်တယ်။အောက်ထပ်မှာဘယ်သူမှမရှိဘူး။တဲ့အိမ်လုံးကိုကျွန်တော်မိလိုက်ဖွင့်လိုက်တယ်။ဘာစုံဘာမှမရှိဘူး။မကျင်းတဲ့လို့အိမ်ပြင်ကမိပါဖွင့်ပြီးကျွန်တော်အင်ရှိချန်နယ်ကြီးထွက်ကြည့်တယ်။ဘာစုံဘာမှမရှိဘူး။ကျွန်တော်လူတယောက်ယောက်ကိုမြင်ရမယ်လို့မျှော်လင့်ထားတာ။ကျွန်တော်ခြောက်ချားလာတယ် ျွန်တော်ကြားတဲ့ခြေစံတွေကဖဲရလဲစိတ်ကိုတည်ညောင်းထားပြီးစဉ်းစားကြည့်တော့မျက်နှာချက်မရှိတဲ့ခေါင်းမိုးပုံမှာကျနေတဲ့မိုးတံနဲ့လေတံကခြေတံလိုထင်အောင်ထင်မှားဖြစ်နေတာပဲကျွန်တော်အတွေးလုံနေတာပဲဖြစ်မယ်ဆိုပြီးတော့အဲ့ဖို့စူးစမ်းလိုက်ပြီမဲ့ကိစ္စကမပြီးတော့ဘူးဗျဒီတကားကျွန်တော်အခန်းအောက်တက်တဲ့မှာပစ္စည်းတစ်ခုခုကိုရွှေ့သွားတဲ့အတံမျိုးကြရတာဒီတံကတော့မိုးတံနဲ့ပါးစရာလည်းမရှိတော့ဘူး ကျမ်းပြင်ပေါ်လေးလံတဲ့ပစ္စည်းတစ်ခုခုကိုတွန်းလို့ဆွဲလို့ထွက်လာတဲ့အတံမျိုးကျွန်တော်အခန်းထဲကနေဒုတ်ဆွဲပြီးတော့ထွက်လာလိုက်တယ်ဒီတစ်ခါအတံမထွက်အောင်လဲကျွန်တော်လုံမနေတော့ကျွန်တော်ဒေါသလည်းထွက်လာပြီမိရိအကုန်ပွင့်ပြီးဘဲကောင်လဲကွာလို့អော်ပြီးအောက်ထပ်ကိုဆင်းလိုက်တယ်ကျွန်တော်អော်တန်ကားတာကိုတော်ထဲမှာပဲ့တင်ထပ်သွားပြီးအားလုံးကတိတ်ဆိတ်နေတယ်အောက်ထပ်မှာဘယ်သူမှမရှိသလိုဘာပစ္စည်းမှလည်းရွေးမနေဘူးကျွန်တော်ထူပူလာတယ်ရဲဟုတ်ဘုံဆက်ပြောအောင်လဲ ကျွန်တော်ကဘာပြောရမှာလဲယူနေရပဲထင်မှာပေါ့ကျွန်တော်ကျွန်တော်ထပ်ပြီးអော်ဆဲလိုက်တယ်ရောတတိရှင်ထွက်ခဲ့လို့ထပ်អော်လိုက်တယ်ဘာပရိဘောကမှမရှိတဲ့ကိုတော်ထဲမှာကျွန်တော်အတန်ဟိတ်ထွက်နေတယ်အဲ့ဒီစက္ကန့်ပိုင်းလေးမှာအရေးတစ်ခုပေါ်လာကျွန်တော်မလုံနိုင်ပဲရက်ကြည့်နေရင်ကလီစာတွေအထိအေးဆက်သွားတယ်အဲ့အရေးကတဖြည်းဖြည်းကြီးလာတယ်ကြီးလာတာလားကျွန်တော်ရှိရွေးလာတာကျွန်တော်ဝေခွဲမရဖြစ်နေချိန်မှာ ကျွန်တော်အပေါ်ကိုပြန်ပြေးတက်ခဲ့ပြီး ကျွန်တော်ပစ္စည်းကိုတင်လိုက်တယ်။ကျွန်တော်ဒီမှာဆက်နေလို့မဖြစ်တော့ဘူးဆိုတာသိလိုက်ပြီ။အောက်ကို ပြန်ပြေးဆင်းပြီးနောက်ကိုလှည့်မကြည့်ပဲကျွန်တော်အိတ်တကားကိုပိတ်။ကားပေါ်ပြေးတက်ပြီးကျွန်တော်ကားကိုမောင်းထွက်လာခဲ့တယ်။မိုးကလည်းအရင်ရွာနေပြီမဲ့ကျွန်တော်အချိန်ပြင်းပြင်းမောင်းပြီးအိမ်ကိုပြန်ခဲ့တယ်။ဒီအဖြစ်ပြက်ကရပ်ပိုင်းမရှိသေးတဲ့ကျွန်တော်အလုပ်အားနေကြရင်အဲ့အိမ်ကိုပြန်သွားပြီးကြည့်ဖို့စဉ်းစားထားတယ်။ CCTV လည်းတက်ဖို့ပြောထားတယ် အဲ့ဒီအိမ်ထဲမှာလူတယောက်ယောက်ပုန်းနေရလားဒါမှမဟုတ်ကျွန်တော်ထင်နေတဲ့အရာလားတခခုပြပြနေရဆိုရင် CCTV ရမြင်ရမယ်လို့ကျွန်တော်ထင်တယ်မိတ်ဆွေတို့ဆိုရင်ရောနောက်တစ်ခေါက်ပြန်သွားဖို့စဉ်းစားမလားတခါတည်းရောင်းထုတ်လိုက်ဖို့ပွဲစားချီပြေးကြမလားပြေးခဲ့ကြပါဦးအဆုံးထိနားထောင်ဝေးကြတဲ့အယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်အခုလိုကိုတွေးအဖြစ်ပြက်လေးတွေပြောပြခြင်းနဲ့ဆိုရင်လည်း ကောမန့်မှာပြောခဲ့ပေးလို့ရပါတယ်။ဒါမှမဟုတ်ရင် Scary Talk မြန်မာရဲ့ Facebook Page Messenger ကနေလာရောက်ဆက်သွယ်လို့လည်းရပါတယ်ခင်ဗျာ။အားလုံးကျေးဇူးများ යි တင်ပါတယ်။